ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ Manchester United ကလာမယ့်နွေရာသီအပြောင်းရွှေ့မှာ Matthias Cunha နဲ့ Liam Delap တို့နှစ်ယောက်ကို တိုက်စစ်ကိုနှစ်ယောက်စလုံးမှာ အရခေါ်ဖို့အတွက်ကျူးပန်းသွားမှာဖြစ်တယ်ဆိုပြီးတော့ဒီ athletic ကနေပြီးတော့ report လုတ်လာတာပါတယ်ကျွန်တော်တရင်ကောင်းပါဆိုတော့အသင်းနဲ့ပတ်သက်တဲ့ဘောနော်ကျွန်တော်ဒီအပြောင်းအရွှေ့တွေမှာဆိုလို့ရှိရင်ဒီ athletic တို့ဘာလို့ဟာအများကြီးယုံကြည်ရတဲ့နေရာမှာပါပါတယ် Manchester United နဲ့မှာမဟုတ်ဘူးဘောနော်ဘယ်နဲ့ပဲဖြစ်ဖြစ်ဆိုတော့လက်ရှိ Manchester United ရဲ့ correspondent လို့ကျွန်တော်ပြောရမလား Lorry Wentway ရဲ့ report ပါဆိုတော့သူဘာပြောထားလဲဆိုတော့ Manchester United ကဒီနွေရာဒီအပြောင်းအရွှေ့မှာ ဝူဟန်နဲ့တင်းရဲ့တိုက်စစ်ကစားမဖြစ်သူမက်ဒီယက်ခွန်ညာနဲ့လက်ရှိ Ipswich တိုက်စစ်မှုဖြစ်တဲ့ Lian Dilap တို့ကိုခေါ်ဖို့အတွက်စဉ်းစားနေတယ်ပေါ့နော်ယူနိုက်တက်အသင်းကအကိုအသင်းရဲ့ကစားမတွေကိုရောင်းချလို့ငွေကောင်းကောင်းရှာနိုင်နေသလိုရှိရင်နှစ်ဦးစလုံးကိုပါအရာခေါ်ဖို့အတွက်ပြင်ဆင်နေတာဖြစ်တယ်ပေါ့ Lian Dilap ကိုယူခေါ်ဖို့ကယူနိုက်တက်အတွက်ပေါ့နော်ဦးဒီဘယ်လိုလုပ်မှန်ကန်ကျူးမန်းလာနေတဲ့အခြေအနေမျိုးဖြစ်စဉ်းစားထားသလိုကုညာကိုခေါ်ယူမှုကလည်းတိုက်စစ် ထားပါတော့နံပါတ်10နေရာတွေထဲမှာဆိုလို့ရှိရင်ချက်ချင်းလက်ငင်းအသုံးပြုနိုင်မဲ့လူတယောက်လို့သူတို့ကသတ်မှတ်ထားတယ်ပေါ့သူတပင်တော့ကွန်ညာဟာလက်ရှိမှာသူ့ရဲ့25နှစ်ဆိုတော့ဒါအမြင့်ဆုံးကာလကိုရောက်နေတယ်ဆိုတော့အသင်းကိုရောက်လာပြီဆိုလို့ရှိရင်ချက်ချင်းလက်ငင်းဆိုသလိုအသုံးပြုလို့ရနိုင်မဲ့အခြေအနေမျိုးကြောင့်ပေါ့နော်ဒါလည်းကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ငယ်ရွယ်တဲ့ကစားမတွေကိုခေါ်ဖို့လေပလန်ချထားတာရှိပြီမယ်လို့အတွေ့အကြုံရှိပြီးသား ချက်ချင်းအတုံးပြုတ်လို့ရမယ်ကစားမတွေကိုလည်းဦးစားပေးခေါ်ဖို့အတွက်စည်ရင်ထဲမှာပါတယ်ဆိုပြီးတော့လော်ဒီဝင်းဝဲကကျွန်တော်တို့ပြောထားတယ်ဒါအပြင်နောက်ဆက်တွဲရကွန်ညာကလည်းလက်ရှိမှာ Nottingham Forest ကသူ့ကိုစိတ်ဝင်စားနေတာမှန်ပေမဲ့ Forest ဆိုတာထက် Manchester United ထံပိုပြောင်းဖို့ကိုပဲစိတ်အားထက်သန်နေတယ်ဆိုပြီးတော့ Jacobs Van တို့ဘာလို့ကတော့ report လုပ်ထားတယ်ပေါ့လေဒါတွေကတော့ယူဆချက်တွေပါကျွန်တော်တို့ထားပါဆိုတော့အသင်းကလက်ရှိဒီ Lordy Winwell ရဲ့ report ရဆိုရင် မဒီယက်စ်ကွန်ညာရောလီယန်ဒီလက်ကနှစ်ယောက်စလုံးကိုတောင်းမှခေါ်ဖို့ကြိုးပမ်းသွားနိုင်တဲ့အခြေအနေမျိုးပါဒါကတော့ကိုအသင်းရဲ့ကစားမတွေကိုကောင်းကောင်းရောင်းချနိုင်မှာပေါ့လေဒါပါတော့ဗျာဂါနာချူကိုကျွန်တော်တို့ရောင်းချမယ်တန်60ရတယ်ထားအောင်တော့မဘသူကပေးမနေတော့မသိဘူးတန်60ရတယ်ထားအောင်တော့ပြီးရင် Marcus Rashford ကို Aston Villa ကအပြီးတက်ခေါ်ရင်ကောမဟုတ် PSG ရဲ့ဘက်ကကျွန်တော်ခေါ်ဖို့ကြိုးပမ်းလို့တန်40ရတယ်ဆိုလို့ရှင်အမှတန်100ရပြီတန်100ဆိုလို့ရှိရင် ကိုညာကိုတန်း60ပေးပြီးတော့ LND Lab ကိုတန်း40ပေးတန်း100နဲ့ပြန်ခေါ်နိုင်မဲ့ချင်းမျိုးအဲ့ဒါဆိုရင်တိုက်စစ်ကတရိုးကြီးချင်းကြီးခေါင်းသွားမယ်တိုက်စစ်ကတရိုးကြီးချင်းကြီးခေါင်းသွားမယ်တခုတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့ကဂါနာချူရူပါလိုကိုရောင်းပြီးဒီမှနောက်ထပ်네로နံပါတ်တစ်ယောက်ထပ်ခေါ်ရဆိုတာမျိုးထက်ဟိုနှစ်ယောက်လောက်ပြန်ခေါ်မှအချင်းကြီးခေါင်းမှ네로နံပါတ်ကြီးပဲတည်တယ်ဘာလို့လဲဆိုတော့အကယ်လို့ဗျာလက်ရှိမှာ Rashford ကိုလည်းရောင်းမယ်ဂါနာချူကိုလည်းရောင်းမယ်ဆိုရင်ကျွန်တော်တို့မှ네로နံပါတ်ကမရှိတော့ဘူး နော်မေဆန်မောင့်ကကစားနိုင်တာမှန်ပြီပဲလို့အမြဲတမ်းအင်ဂျူရီရနေတဲ့ player တယောက်ဆိုတော့မျှော်လင့်လို့စရာကမရှိဘူး။အာမက်ဒီယာလိုကလည်း wing backs မှာပို့ပြီးတော့အချင်းကြီးကောင်းနေတဲ့ပုံစံမျိုးဆိုတော့ဂါနာချူရူရှိနေရင်းနဲ့ကိုပဲကွန်ညာလိုကစားမကလိုတာနှစ်ယောက်လောက်ပြည်နာကဂါနာချူရူပါတော့ကိုလက်လုံမယ်ဆိုလို့ရှိရင်ကွန်ညာကောဝါရောနှစ်ယောက်လောက်ထပ်လိုတာဆိုတော့မလွယ်ဘူးပေါ့နော်။တခြားတဲ့ခုကတော့အသင်းဘက်ကအဲနွေရာသီပြောင်းရှုမှာကိုအသင်းရဲ့ကစားမတွေကိုရောင်းချလို့တန်းတရာလောက်ရနိုင်တယ်ဆိုလို့ရှိရင်ကိုပဲ ွန်ညာကောဒီလက်ကိုကျွန်တော်တို့နှစ်အောင်စလုံးခေါ်နိုင်မှာဒါကတော်တော်ကောင်းတဲ့တည်င်းပါလီယန်ဒီလက်ကတော့ကျွန်တော်တို့သဘောကျတယ်ဗျာဒီလက်ဒီလက်ကတော့ဒီနှစ်ယောက်ထဲမှာကြည့်ရင်ဒီလက်နှစ်ယောက်စလုံးကတော့ဗောနော်တယောက်ကနေရိုးနံပါတ်1တယောက်ကဒါ center forward six ဆိုတော့ဒီလက်ကိုတော့ကျွန်တော်တော်တော်သဘောကျတယ်တယ်မှာပါတယ်ဘာလို့လဲဆိုတော့လီယန်ဒီလက်ကလက်ရှိမှာသူကတိုက်စစ်မှုတယောက်အသွင်ပြေအောင်ဂိုးလေးကောင်းကောင်းသွင်းနေတယ်ဆိုရင်ရှိတယ်တယ်မှာပါတယ်အဲ့ကောင်ကဘောလုံးပြီးတာလည်းကောင်းတယ်အခြေဆက်တွေကောင်းကောင်းလုံနိုင်တယ် ြီးရင်ဒီကောင် physical ရဲ့အကြီးအကြီးနဲ့ကျတော့ long and strong ဖြစ်တယ်ဗျာသိလားဆိုတော့ဒါဒီ premier league လိုမျိုး physical အသားပေးခံစစ်ကစားမားများတဲ့နေရာမျိုးမှာမြန်လဲမြန်နေမာလဲမာတဲ့အမြင်ပေါ်လဲပိုင်နိုင်ပြီးတော့ဂိုးသွင်းလဲကောင်းတယ်အချိတ်ဆက်လဲလုံနိုင်နေဆိုတော့တိုက်စစ်မှုမျိုးကိုရမှာတော်တော်ကိုချီနေကောင်းတာဒါအပြင်အတက်ကငယ်သေးတယ်ဒါရမနော် liam dilet ဒီ ipswich ကဒီဘယ်လိုပြောမလဲတန်းစင်းမှုတွေကျွန်တော်တို့ရှိနေတော့ တန်း၄၀လောက်နဲ့ကျွန်တော်ရနိုင်မှာမဟုတ်ရင်တော်တော်တိုင်ပက်တာဒါတော့မလွယ်ဘူးเนาะဒါတော့ဘာလို့လဲဆိုတော့ Manchester City ဟာတန်း၄၀နေလာမှာမသိဘူးပြန်ခေါ်ခွင့်ရှိလို့ပဲဒါတင် Chelsea တို့လိုအသင်းမျိုးတွေကလည်းခေါ်ဖို့အတွက်ကြိုးပမ်းနေကြတာဆိုတော့ကျွန်တော်ဒီ laptop ဘာလို့ကိုအမှန်ကန်ရဖို့ကတော်တော်ကြီးကိုကြိုးပမ်းယူပြီးတော့အပြိုင်ခေါ်နိုင်မှာကိုကျွန်တော်ရမှာဒါပေမဲ့တေချာပေါက်ကတော့ဒီ lap ကို center forward မှာကျွန်တော်တော်တော်သဘောကျတဲ့နေရာမှာပါတယ်နောက်တစ်ယောက်ကဒီဒီကုညာကတော့ဗျာမှန်တိုင်းပြောရင် quality ကကောင်းတယ်ကုညာရဲ့ quality ကကောင်းတယ်အဆင်ပြေတယ် ဒါပေမဲ့ကျွန်တော်သဘောမကျဘူးတဲ့သဘောမကျဘူးဆိုတာကစားမရဲ့ attitude ဘိုင်းကိုကျွန်တော်ဘလို့မှသဘောမကျဘူးဟိုကစားမတွေကဘလောက်ပဲခြေသွမ်းကောင်းကောင်းခံယူချက်တွေနဲ့ attitude တွေမကောင်းရင်တစ်ချိန်မဟုတ်တစ်ချိန်ပြဿနာတက်လာမှာကျွန်တော်ရှိမှာပေါ့ပါတော့ကျွန်တော်ကြည်ပါလားအခုလက်ရှိ Jaden Sancho တို့ကျွန်တော်ကြည်ပါလားဒီကောင်းတွေကကစားမကောင်းတွေတကယ် quality ကောင်းတဲ့ player တွေပြဿနာကခံယူချက်တွေလို့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီပြင်းတာတော့ပြီးလို့ရှိရင် character ပဲမကောင်းလို့ဒီဇယိုက်ဟိုမကောင်းတာတွေကတော်တော်ကိုတိုင်ပတ်တယ်။ဘာလို့လဲဆိုတော့ ။ကွန်ညာကဗျာကျွန်တော်တို့အရင် DRD ဆားကနေပြီးတော့တော်တော်ကောင်းတာကွန်ညာတော်တော်ကောင်းတာ။ဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းသူလဲကောင်းလာရောအသင်းကြီးတွေနဲ့တရင်တွေထွက်လာတာ။အသင်းကြီးတွေနဲ့တရင်ထွက်ပြီးတော့စာချုပ်တန်တန်းကြီးဘာတွေပါတူဘူးတူအဆင်မပြေတဲ့အခိုက်အတန့်ကြီးရှိခဲ့သေးတယ်။အခုတော့တန်တန်းတိုးလိုက်ပြီပေါ့နော်။ဒါပေမဲ့အဲ့မှာဘာဖြစ်လဲဆိုတော့ဒီတယ်မလားအသင်းကွန်းထဲမှာဆိုလို့ရှိရင်သူ့ကိုသတိထားမိကြတာများလာတော့ဗောနော်ဒါနာမည်ကြီးလာပြီးတော့အသင်းကြီးတွေနဲ့ချိတ်ဆက်လာတယ်ဆိုတော့အသင်းပေါ်ကြီးမှာတိအသင်းပေါ်ကြီးနဲ့ကစားတဲ့အခါအသင်းပေါ်တရားရောကအမှားလို့လို့ရှိရင် အာလက်ဒီဟူမြောက်ဒီမြောက်သိတယ်မလား तू ကပဲအချိန်ကြီးအလုံးစုံကောင်းပြီးတော့ channel ကစားမတွေကဘာကောင်းနေမှမဟုတ်တယ်လို့ကို तू ကလှုပ်ပြနေတာပြည်မလားအသင်းဘော်ဒီနဲ့ဘောလုံးအပေးယူလို့ရတာတွေကိုပဲပေးတင်တဲ့သူတွေကိုမပေးတယောက်တည်းလှုပ်ဖို့ကြူပန်းဘောလုံးတွေကပြက်အကယ်လို့မြန်အသင်းဘော်ဒီကဘောလုံးပြက်တယ်ဆိုသူ့ရဲ့ body language တွေကလုံးဝအဆင်မပြေတော့ဘူးအဲ့လိုအဲ့လိုမျိုးနဲ့အသင်းဘော်ဖြစ်ချင်မှမဟုတ်ဘူးရသေးလားအော်သူမှတော့ဘာမှမပြောအောင်ကိုမှတော့ကိုယ်ကတကုံပြောတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်လာရော တော့ကုညာကအဲ့လိုမျိုးတော့ရှိတယ်ကျွန်တော်အဲ့တော့သဘောမကျတာပေါ့နော်ဒါတော့မှဒါဝူဘန်နဲ့မှာပဲရှိသေးတယ်အကယ်လို့မန်ချက်စတာယူနိုက်တက်ကိုရောက်လာပြီးတော့ဒီကောင်ကအကောင်းဆုံးကစားမတစ်ယောက်လိုခြေသွင်းနေမြန်လက်တလို့ပြလိုက်ပြီဆိုလို့ရှိရင်ဘယ်သူမှတားလို့ရမှာမဟုတ်တော့ဘူးအဲ့တော့ကျွန်တော်တော့ကုညာရဲ့ဒီဟွာတွေတော့ဒီတိတ်မကြိုက်ဘူးပေါ့နော် body language တွေကတော့အတင်းကြီးတွေနဲ့တင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာဆိုတော့ခြေသွန်းကောင်းရင်တော့လေအားလုံးကတော့ဒါတွေကိုမေ့ထားနိုင်ကြမှာပေါ့နော်ဒါပေမဲ့လည်းလို့လက်ရှိအတင်း body ဘက်ကကျွန်တော်ကြည့်ရင်ဒါအခြေအနေမကောင်းပါဘူး အချင်းကြီးမကောင်းဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကတော့အဒီကုညာထက်တိုက်စစ်နေမူစစ်စစ်နေရမှာဒီ LMD လက်ကိုပို့ပြီးတော့သဘောကျတယ်သူတို့နှစ်ယောက်စလုံးက Nero number 10နဲ့တိုက်စစ်မှုကိုအာမတူတဲ့ကစားမတွေဖြစ်တယ်ဆိုတော့နှစ်ယောက်စလုံးကိုအတင်ဘက်ကခေါ်ကျူးပန်းနေတာဒါအပြင်နှစ်ယောက်စလုံးကပရီးမီးယားလိမှာအသားကျပြီးသားသူတွေဆိုတော့အတင်တွက်ဒါကောင်းတဲ့ခွင့်ယူမှုတခုဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့ညီကလူရောဘလူမင်းညလေအတင်ဘက်ကຫນွေမာတကယ်ကောင်းတဲ့ရောင်းချမှုတွေလုံနိုင်နေဆိုလို့ရှိရင်နှစ်ယောက်စလုံးကိုအရာခေါ်ယူနိုင်စွမ်းရှိတယ်လို့ထင်ကြလား ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်